င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ကျွန်စုမြို့နယ်မှာအင်စီက20စီနဲ့လက်နက်ကင်များတင်ဆောင်လာတဲ့ရဲနဲ့ပြူစော်တင်ကိုကြားပြန့်တိုက်ခိုက်မှု9ဦးသေဆုံးပြီး3ရှင်မိက60မမလက်နက်ကြီးတလက်နဲ့ခဲများတင်ဆင်ရရှိတနင်္သာရီတိုင်းကျွန်စုမြို့နယ်မှာအင်စီက20စီနဲ့လက်နက်ကင်တွေတင်ဆောင်လာတဲ့ရဲနဲ့ပြူစော်တင်ကိုကြားပြန့်တိုက်ခိုက်ရမှာ9ဦးသေဆုံးပြီး3ရှင်မိက60မမလက်နက်ကြီးတလက်နဲ့ခဲနေတင်ဆက်ရရှိခဲ့ကြောင်းကျွန်းစုမြို့နယ်ဖြစ်သူကာကွယ်ဖွဲ့ပကဖတောင်းဝင်ရှိသူကပြောပါရယ် နိုဝင်ဘာလ23ရက်နေ့မနက်7:00နာရီခန့်မှာကျွန်းစုမြို့နယ်ဖရဲတက်ကြီးအဘက်ကနေပဲ့တိုင်ကြီးအပြူစော်ဒီစကန်ကိုလက်နက်ခဲများတဲဆောင်လိုက်အင်စီကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကရမုတ်ကျဲအနီကာလမိုင်တနေရာမှာကြောင်ပြတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေပြူစော်ဒီနဲ့ရဲတွေကားပေါ်မှာဆင်ပြေစဉ်တော်လိုင်းတပ်တွေကဝိုင်းအောင်ပိတ်ဆို့ပစ်ခတ်တာကြောင့်ပြူစော်ဒီအများအပြားထိခိုက်ဒဏ်ရာရှိကခဲမိုင်ကြောင်တွင်ကိုပြုတ်ကျခဲ့ကြောင်းတိုက်ပွဲတွင် ပြူစော်ဒီနဲ့ရဲတွေပါဝင်ငါးအောင်တေဆောင်မြန်နယ်ကိုပြင်းထန်တဲ့ရန်ရှိခဲ့ကြောင်းသိရပါတယ်။ တိုက်ခိုက်မှုတွင်၎င်းတို့ကရပ်ထားခဲ့တဲ့ကားပေါ်မှ60မမမော်တာပြောင်းတစ်ခု60မမဘုံကားလုံး9မမကြီး38တောင်းနနက်သီးလက်ပြပုံနှလုံးဦးစီးကြီးပေါင်း2ခုဓမြောက်တစ်ခုဖုန်းတစ်လုံးနဲ့ပြူစော်ဒီယူနီဖောင်းတစ်စုံတို့ကိုသိမ်းဆည်းအားရှိခဲ့တယ်ထို့ပြင်တိုက်ပွဲတွင်ရင်မောင်းတုံနဲ့ပြူစော်ဒီဖွဲ့ဝါနောက်ကိုလည်းရှင်ဖမ်းပြီးဆင်ဆင်းမှုတွေဆက်လက်လှုပ်ဆောင်နေကြ။တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လိန်တဖွဲ့နဲ့ထိခိုက်မှုရှိပြန်လဲဆုံးခွာနိုင်ခဲ့ပါတယ်။ ကျောင်းဆုံးမြို့နယ်အတွင်းမှာရင်မြောင်းလိုက်ပတ်တော်သားတွေအလုံးပြည်သူနဲ့တူပူပေါင်းမှုအချိန်တန်ပြီးဖက်စစ်မြောင်းလိုက်အတွက်အသက်တွေအသေးမခံကြပါနဲ့လို့ပြောချင်တယ်သူတို့လက်နက်ကန်တင်လိုက်ကာကပြည်သူကားဆိုတော့မီးရှို့တာတွေမလုပ်ခဲ့ဘူးကျွန်တော်တို့ကားဒီတိုင်းထားပြီးဆုတ်ခွာခဲ့တယ်ကားကလည်းမလို့မရတော့လို့ကျွန်းဆုံးမြို့နယ်ပြည်သူကားကွယ်ဖွဲ့ပကပတောင်းရှင်သူကပြောတယ်အစောပိုင်းတိုက်ခိုက်မှုကိုကျွန်းစွမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့မြေခရိုင်ပြည်သူ့ကာကွယ်ရေးဘုရားပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီး LED ဆွဲရမဲစင်းနေမိုင်းနေတဲ့ပထမဆုံးလင်လဲတင်ပြခဲ့တဲ့တောင်းရီကကြက်ဖို့အမှတ်လောင်းနေတာမှမဟုတ်ကြွေးကြောင့်2020ရွေးကောက်ပွဲမှာပြတ်တက်နိုင်ရခဲ့ LED ဆွဲမဲစင်နဲ့မိုင်းနေတီဟုပထမဆုံးလေလေတင်ပြခဲ့ကျန်းဖို့ပါတီမှာတာဝန်က2025ရွေးကောက်ပွဲဝင်မဲ့ကျန်းဖို့အမလောင်မှာတာမမောက်ကြောင့်နိုဝင်ဘာလ22ရက်နေ့မဲဆွဲစည်းရုံးပွဲမှာတွေ့ကြုံပြောဆိုပါရတယ်။ ဂျာဖတ်ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းတွေရေးချင်မှတာမန်မဟုတ်ဘောလွတ်တော်ရဲ့အတွက်စန္ဒရွေးချယ်သူတွေဖြစ်ကြအောင်ထို့ကြောင့်ပြည်သူများအနေဖြင့်တန်တရားရှင်မလို့ပဲမဲပေးကြရန်တာဝန်ကမဲဆက်စည်းဝေးမှာထုတ်ပြောလာတယ် ခရီးကဝေးလုပ်ငန်းစဉ်တွေကိုအကောင့်အတွက်ပေါ်နိုင်မှုပေါ်နိုင်တဲ့သူတွေကိုပဲကိုယ်စားလှယ်ဖြစ်နေရွေးချယ်ထားတယ်လို့ကျွန်တော်ပြောချင်တယ်ဒီကိုယ်စားလှယ်တွေကတာမန်မဟုတ်ဘူးတိုင်းနဲ့ပြည်နယ်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်အကုန်လုံးမှအဲ့လိုစံထားပြီးရွေးထားဖြစ်တယ်လို့သိပေးချင်တယ်ဒီကိုယ်စားလှယ်တွေကိုယုံကြည်ကြည်တောင်းရင်ပေးနိုင်တဲ့တန်တရားဖြစ်စရာမလိုဘူးလို့စံဖို့ပါတီရဲ့တွေ့တွေ့တွေ့ရင်မူပြည်ပွေမြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းတောင်းရင်ကဆိုတယ် ကျန်းဖို့ပါတီကသမတ်ပြထန်တာရဲ့ဂရိကဝေလုပ်ငန်းစဉ်တွေကိုလုံနိုင်ကိုစလေလောက်ရွေးချယ်မှာသက်ဆိုင်ရာကဏ္ဍလိုက်ကျွမ်းကျင်တဲ့ပညာရှင်တွေကိုဆင်ဆင်ရွေးချယ်စီစဉ်စားခဲ့ကြ။နိုင်ငံတော်ရှင်းဆက်သောမေလုပ်ငန်းစဉ်တွေကိုအကောင့်တွေဖော်နိုင်ရည်ချင်းရှိသူများဖြစ်ကြောင်းတောင်းအိတ်ကဆိုတဲ့ ။ကျန်းဖော့ပါတီမှာတောင်းရင်ကထို့သို့ပြောဆိုတော့လည်းလက်တွေမှာကျန်းဖော့ပါတီကိုယ်စားလှယ်လောင်းနေမှာစစ်ဘက်ရာရှိဟောင်းနဲ့စစ်တပ်တိုင်းဝိုင်းတွေကစစ်တပ်နဲ့ဆက်ဆက်နေသူတွေမှာပါတာတွေအမျိုးသားရဲ့အမိတက်ကိုဂျိုသမားတွေပါဝင်နေကြအောင်ထို့သို့ဖြစ်နိုင်ငံရကျန်းဖော့ပါတီဥက္ကဋ္ဌခင်ဟီကဲ့သို့တဘောထားတင်မှသူများစုမှာအမတ်လောင်ဖြစ်ကျန်းဖော့ပါတီကိုစားပြီးရောက်ပွဲဝင်နေကြကြောင်းကျန်းခိုင်ပါတီတရင်မြေကပြောပါတယ်။ ကျန်းဖို့ပါတီမက်လောင်နေမှာရန်ကုန်တိုင်းမြို့သားလွတ်တော်မှာဝင်ရောက်ရှင်ပြိုင်မဲ့အေးပိုင်ကဲတို့တော့အဆွေရောက်မှာပါတာတဲ့လားမြင့်နယ်မှာဝင်ပြိုင်နေမှာပါတာနဲ့အဆွေရောက်အမျိုးသားလှုပ်ရှားမှုတွေဘန်နာတိန်စစ်တောင်းလမ်းရောက်တန့်စင်ကြောင်းဘူးလက်လဆေမင်းကင်းမြမောင်မြင်စစ်တပ်နဲ့မှာမိတ်ဆွေချုပ်ပါနာကိုစိတ်ဆက်တွေ့ရှိရတယ်။အထူးသဖြင့်ကျန်းဖို့ပါတီဘက်ကရွေးကောက်ပွဲဝင်မဲ့တွင်နဲ့ဥဆောင်တွင်မှာနိုင်ငံရဲ့တစ်ဖက်ကိုတစ်ဖက်ကအပြည့်ရှင်ရမီဆွေနိုင်ငံရဲ့တည်ကြတဲ့ဘော်ဒါရှင်တွေကဥဆောင်နေရလို့ကြန့်ခိုင်ပါတီသတင်းမြစ်ကပြောတယ်။ ကျန်းဖို့ပါတီမှာတာဝန်ကအလွန်သဘောထားတင်းမာရဲ့စစ်ပေါ်ကြောင်းတောင်းဖြစ်ပြော LD ပြတ်သက်နိုင်ရရှိကန်2020ခုနှစ်ရွေးကောက်ပွဲမှာမဲဆင်းနေမှိုင်းတည်ဆိုကစစ်တော်ခေါ်ရကညာတွင်ကျစ်စစ်ဆေးခဲ့သူဖြစ်ပါတယ်၎င်းရှောင်းနေခဲ့တဲ့ပြောင်းဝင်စင်းတွေကိုတရားမဝင်စစ်ဆေးခဲ့ပြီးမင်းစင်းနဲ့မိုင်းတေဦးစုကအကြက်ဖက်မြောက်လိုက်တံကိုလိမ့်လဲတင်ပြခဲ့ပါတယ်။တောင်ရီကပြောင်းဝင်မင်းစင်းနဲ့မိုင်းနေတေဦးစုပြီးနေပြည်တော်စစ်အောင်ကျောင်းတက်မတော်ကွန်ပျူတာဌာနချုပ်မှုမှဌာနမှုဘုံမှုချုပ်မြန်မြန်နဲ့ပူပေါင်းပြီးမင်းစင်းနဲ့ကိုတန်းချီမိုင်းနေတေဦး လှုပ်ဆက်ခင်းခဲ့တယ်။မြောက်လန်ဆီယနာတဲ့တိုက်တွန်းခဲ့သူတွေမှာတာရဲကအတိတ်ကခံကဏ္ဍမှာပါဝင်ခဲ့ပါတယ်။တောင်ရီကတန်းရှက်လက်တဲ့ရခိုင်ပြည်နယ်အတိုင်းမှုပေါ်ကြောင့်တောင်ဖြစ်ခဲ့သူဖြစ်ကြောင်းတောင်ရီမစစ်တပ်တို့ပတ်စဉ်20 1994ခုနှစ်မှာစတင်တက်ခဲက1996ခုနှစ်မှာပြန်တန်းဝင်ရရှိဖြစ်ခန့်ခံခဲ့ရတယ်။စစ်တပ်မှာရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အတိုင်းမှုတောင်ရီတန်းဆောင်ခဲ့သူဖြစ်ကြောင်းစစ်တပ်ကဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ငြိမ်းချယူခဲ့သူဖြစ်ပါတယ်။ ဆက်လက်ပြီးဖဲခုံမြို့နယ်ဘောရံရွာနေကုန်းစစ်တပ်ကလက်နက်ကြီးနဲ့ပြေကမ်းမှုစစ်ပင်းရှောင်း39နှစ်ရွယ်အမျိုးသမီးတောက်ပောင်ပြည်သူတောင်းသေးဆုံးရှမ်းပြည်နယ်နဲ့ကင်းပြည်နယ်ဆက်ဖဲခုံမြို့နယ်ဘောရံရွာနေကုန်းစစ်ပတ်စစ်တပ်ကလက်နက်ကြီးနဲ့ပြေကမ်းတိုက်ခိုက်ခြင်းကြောင့်စစ်ပင်းရှောင်း39နှစ်ရွယ်အမျိုးသမီးတောက်ပောင်ပြည်သူတောင်းသေးဆုံးခဲ့ကြောင်းကျော်ဖော်ခရမှာတာဝန်ရှိသူကပြောရဲနိုဝင်ဘာ22ရက်နေ့မနက်7:00နာရီခန့်ချိန်ဖဲခုံမြို့နယ်ရှိဘောရံစစ်ကြောင်စကန်နဲ့နန်းပလုံစစ်ကြောင်စကန်မှာစစ်ကြောင်ပြည်သူတွေလောက်ကိုင်းနေဘောရံနီးရှိ တိုင်းရအတွင်းဂျပန်စစ်တပ်နဲ့ PNO ဖွဲ့ကလက်နက်ကြီးနဲ့ပြေကတိုင်ခိုင်းခဲ့ကြောင်းစစ်တပ်လက်နက်ကြီးကြီးထိမှန်ပြီး66နှစ်ရွယ်တော်အီတန်ခေါ်ဒေါ်နန်အင်း၁၉နှစ်ရွယ်မြို့သမီးကတည်းက46နှစ်ရွယ်မြို့သမီးတောင်တင်ဆောင်ခဲ့ကြောင်းသိရပါတယ်။အော်တိုဝလာစစ်တပ်နေကလည်းဂျပန်စစ်တပ်နဲ့ PNO ဖွဲ့ကဖဲခုံမြို့နဲ့ဘောရန်ကိုဝင်ရောက်စီနေမိနေတွေကိုမိရှုဖျက်ဆီးအောင်တိုဝလာ၁၄ရက်နေ့တွင်နေနေမိလောင်ပြင်ဆင်ခဲ့ပြီးရွာလုံးစုံနေပါမိတော်ပြကြခဲ့ကြအောင်ဂျပန်စစ်တဲ့စစ်ကြောင်းတို့ဝင်ရောက်စင်းနေမှုကြောင့်ကျေးရနေပြည်သူတွေကလက်ရှိချိန်ထိထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြီးတိုင်ကြားခင်ရတဲ့ပြည်တော်စုဝင်ကြီးချုပ်ရုံးအမြဲတမ်းတွင်ဝင်ကိုတာဝန်ကယာယီရန်နာအမြဲတမ်းညွှန်ဆဲအန်ယူဂျီပြည်တော်စုဝင်ကြီးချုပ်ရုံးအမြဲတမ်းတွင်ဝင်မတ်ကြည်ပြားနဲ့ခင်မွန်ဖြစ်သူကိုညင်ညီမင်းတို့ဟာမလျော်ကန်တဲ့အပြုံမှုတွေပြုလုပ်ခဲ့ဆိုပြီးပြည်တော်စုဝင်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတွေကတိုင်ကြားရတဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်ဖြစ်ကြောင်းအန်ယူဂျီကထုတ်ပြန်ကြေညာပါတယ်တိုင်ကြားခံရသူနိုဝင်ဘာ22ရက်နေ့ကစတင်ပြီးတာဝန်ကနေရာရပ်နှားထားကြောင်းထုတ်ပြန်နေအဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအန်ယူဂျီကနိုဝင်ဘာ24ရက်နေ့မှာ ဆောင်ရွက်ထားမှုခြင်းတွေကိုအတိပဲထုတ်ပြန်ခဲ့ရနိုဝင်ဘာ16ရက်ရက်စွဲနဲ့နိုင်ငံတော်ယာယီသမ္မတပြောင်စုဝင်ကြီးချုပ်နဲ့ပြောင်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌအထံလိမ့်မှုထားတဲ့အတိုင်းစာပြောင်စုဝင်ကြီးချုပ်ရုံးရဲ့မေးကိုရောက်လာခြင်းမရှိပေမဲ့နိုင်ငံတော်ကြီးခဲ့ဖြစ်သူယာယီသမ္မတထံရောက်ရှိတဲ့အတွက်အဲဒီကိစ္စဆောင်ရွက်ဖို့ပြောင်စုဝင်ကြီးချုပ်ကနိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့လို့ဖော်ပြတယ်တိုင်ကြားသူဝန်ထမ်းဆက်နယ်ဝဲတော်လင်းရဲ့မြေရဲနဲ့တိုင်ကြားထားဖြစ်ပြီးတော့ရုံးဖွဲ့ဝင်တွေဦးစီးရာရွှေညွန့်ကြားရမှုလက်ထောက်ညွှန်မှုတွေ့ဖက်တင်ဝင်ရင်မောင်းစသူတွေပါဝင်တာကိုစာမတွေ့ရပါတယ်။ ။တင်းငရယ်ပုတ်ကွယ်မကျင်တဲ့ကြတခုကိုအရင်ပြုတ်ပြီးစနေကြစီစဉ်ထားပုတ်ကွယ်တိုက်ခိုင်မှုကိုပထမဆုံးကြုံလာခြင်းပဲဖြစ်ကြောင်းမကြည့်ပြားကရေးသားထားပြီးအမြန်ဆုံးခုံစုခုံဖွဲ့ဆက်စဲဖို့တောင်းရှိသူတွေစီတောင်းဆိုထားသလိုအပြည့်အဝပူပေါင်းဆောင်ရွက်လို့တည်ပေးပါတယ်။သတင်းမားတွေကိုသတင်းမီဒီယာအင်တာဗျူးတွေတိုင်ကြားခြင်းကိုဥဆောင်ခဲ့တွေ့နေလဲမိမိလောက်ရဲ့ပေါ်တောင်ယူရခြင်းမှဖြစ်ကြောင်းမကြည့်ပြားကရေးသားထားသလိုစစ်ကြောချက်တွေအတွက်လိုအပ်ရလို့သလိုဆက်လက်ဖြည့်ရှင်းသွားမယ်လို့လည်းသိပေးပါတယ် ဆက်လက်ပြီးတော့တိုင်းဒေသကာကွယ်လုံဆောင်မယ်လို့အမန်ဒီကတော့ပြန်ကိုကန်တမတော်အမန်ဒီကထိုင်းကျုပ်ဒေသမှာတိုင်းဒေသနဲ့တပ်ဖြတ်မဲလိုက်တာကိုတောင်းမြင်လိုက်ပြီးကျွန်းလူတွေကိုအပြင်းထန်ရေးမယ်လို့ကြေညာချက်ထုတ်ပြန်တယ်တိုင်းလေးစံလေးကိုမဲလိုက်ပါကဖန်စီရမည်တော်ရိုင်းသားကောင်တနက်နဲ့တရားမဝင်ကျုံမြတ်တွေတင်စီမယ်လို့ထုတ်ပြန်တယ်။ဒါပြင်တော့လေးစံလေးနဲ့ထုတ်လုပ်ထားပစ္စည်းကိုရောင်းဝယ်ခြင်းပို့ဆောင်ခြင်းနဲ့ချက်ပြုတ်စားတာပါကသက်ဆိုင်ပစ္စည်းတင်စီကြရမှာဖြစ်ပြီးငားရက်ကနေကိုနေအထိကျင်ကြမယ်လို့ဆိုထားတယ်။ ပြီးခဲ့စတင်ပါလာကလည်းသခိုင်းတိုင်းအင်တိုမျိုးမှတရားမွင့်တင်ဆောင်လာတဲ့ရှားပါပန်တာနီကိုကောင်ကိုတော်လိုင်းတစ်ဖွဲ့ရေးကတွေ့ရှိခဲ့ပြီးကယ်ဆယ်နိုင်ခဲ့ပါတယ်။ MND 2023အတော့ဘာ29မရက်ခတ်တက်တော့ဒီအနာလီယိုနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာတဲ့တုံညာနေကွန်ဆက်စင်စတင်ခဲ့ပြီးလာရှိုလောင်ကိုင်းချင်းရွှေရောမွန်ဂိုဖောင်ဆိုင်ကုံချန်ပန်လုံကွမ်းလုံတိန်နီတောင်မွညံပန်ဆိုင်မြို့တွေကိုသိမ်းပိုက်ခဲ့တဲ့တရုတ်ဆွေအဖေအားကြောင့်လာရှိုမြို့ကို2025ဧပြီမှာစစ်ကောင်စီတပ်ပြန်လည်ပေးခဲ့တယ်တိန်နီမြို့ကိုလည်းပြန်လွှတ်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတဲ့တရင်တွေထွက်ပေါ်တယ် ။လာရှိမပောင်းချင်းကစကန်းနဲ့လက်စောက်ကောင်ကိုဖျားပေးခံနေရပေမဲ့ MND ကလည်းကောင်းလို့တင်ကြောက်ထားရမြို့နယ်တွေမှာအောက်စော်ရန်ရက်လည်းပဲအချိန်မြင့်လောက်ဆောင်နေပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။